ကမ္ဘာဖလားယူနီဆယ်ပြိုင်ပွဲဝင်ခွင့်ရတဲ့မြန်မာယူနီဆယ်ကစားသမားတွေ Rock to New Zealand အောင်မြင်အတွက်ဇန်နဝါရီ18ရက်နေ့မှာ တူရကီနိုင်ငံကို ခြေစမ်းပွဲအတွက်ဟွက်ခွာသွားခဲ့ပါပြီ။မြန်မာယူနီဆယ်အသင်းကိုကူညီပံ့ပိုးကြဖို့ Aerovari Ban, Oridu, Max Energy တို့က Novotel Hotel မှာသက်မှတ်ရေးထိုးခဲ့ကြပါတယ်။တူရကီနိုင်ငံကိုခြေစမ်းပွဲအတွက်ထွက်ခွာမဲ့မြန်မာယူနီဆယ်အသင်းဟာချုပ်တင်ပြင်ဆင်မှုတွေကို ဥရောပအခြေစိုက်အသင်းများစုနဲ့ရှင်ပြိုင်မှာဖြစ်ပြီးဂျာမနီ၊ဩစတြေးလျနိုင်ငံတွေကိုပါသွားရောက်လေ့ကျင့်မှာဖြစ်ပါတယ်။ February 15ရက်ကနေ20အတွင်းမှာလဲ Fiji, Uzbekistan အပြင် Portuguese, Ukraine နဲ့ Australia အသင်းတွေတဲကတသင်းနဲ့ဖိတ်ခေါ်ပြိုင်ပွဲတစ်ခုမန္တလေးမှာကျင်းပဖို့ရှိပြီးကမ္ဘာဖလားပွဲမှာကျင်းပခင်ခြေစမ်းပွဲ18ပွဲလောက်ရှင်ပြိုင်မှာမို့ကုန်ကျစရိတ်တွေကိုဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌဦးစောစောရဲ့ AYA Bank နဲ့ Max Energy တို့အပြင် Oridu စက်သွယ်ရေးကုမ္ပဏီတို့ကအဓိကကူညီကြဖို့သဘောတူခဲ့ပါတယ်။ UNICEF ကမ္ဘာဖလားကျင်းပမဲ့ New Zealand ကိုတွားရောက်မဲ့မြန်မာအသင်းရဲ့စတင်ပြင်ဆင်လေးကျင်တဲ့အစီအစဉ်တွေကိုအတိပေးပြီးကူညီပံ့ပိုးတဲ့ sponsor ကုမ္ပဏီတွေမိဘပြည်သူတွေကိုကျေးဇူးဆက်တဲ့အနေနဲ့ဂုဏ်ပြုကျင်းပတာဖြစ်တယ်လို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒူးဥက္ကဋ္ဌဦးပန်နီတန်အောင်ကပြောပါတယ် ပြည့်ပြည့်ဝဝလေးထည့်နိုင်ခဲ့ရင်ဘယ်အသိကိုမစိုးရင်မောင်းတန်းကစားနိုင်မှုအထောက်အကူဖြစ်ပါတယ်လို့ဆိုပါရယ်ကျင်းပတဲ့နေရာမှာကစားသမားတွေတွေရောတကယ်အသိကိုပံ့ပိုးတဲ့လူတွေရောမိဘပြည်သူတွေရောကျေးဇူးဆက်တဲ့အနေနဲ့ဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်ဒီဌာနလေးကိုကျင်းပရတာပဲဖြစ်ပါတယ်ခင်ဗျာနိုင်ငံတကာခြေစမ်းပွဲတွေနိုင်ငံတကာလေ့ကျင့်မှုတွေကိုကျွန်တော်တို့အများကြီးရှင်းထားပါတယ် မရစ်စီစဉ်မှုတွေအားလုံးကိုကျွန်တော်တို့ရာဂိုင်းနှုံးပြည့်စီစဉ်ထားတဲ့အတိုင်းပြည့်ပြည့်ဝဝဆောင်ရဲပေးနိုင်မယ်ဆိုလို့ရှိရင်မဟုတ်ချပါဘောเนาะသူတို့ရဲ့ဒီ exposure မြင့်တက်လာတာနဲ့တစ်ချိန်ထဲမှာပဲဘယ်သိမှုကိုမဆိုကျွန်တော်တို့ဗာပဲပြောပြောရေမောင်တိုင်းကစားနိုင်ဖို့အတွက်အများကြီးအထောက်အကူပြုလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချလိုပါတယ်မြမလူငယ်ပေါ်လုံးလေရေးစဉ်အသင်းတွေနိုင်ငံတကာအတွေ့အကြုံရဖို့တက်တန်းအလိုက်ပြိုင်ပွဲတွေမှာရာနှုံးပြည့်ပါဝင်နိုင်ဖို့ လူအပ်တယ်လို့ကိုပိုင်ငူကြီးစိုက်ဖို့ကူညီတဲ့ဘောလုံးဖွဲ့တို့ဥက္ကဋ္ဌဥစောစောရဲ့ကြိုးစားမှုတွေအများကြီးပါဝင်ပါတယ်လို့ဆိုပါရယ်ကမ္ဘာဖလားမဝင်ရခင်ချိန်ကထက်စာရင်မြန်မာဘောလုံးအသင်းဟာယုံကြည်မှုပိုရလာတယ်လို့ခြေစပွဲမဝင်ခင်ဂျာမနီခီးစဉ်သွားခဲ့တုန်းကအများကြီးအကျိုးရှိတယ်လို့တိုက်စင်မှုအောင်သူကဆိုပါရယ်ဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့ကျေးဇူးတွေသူတို့အပေါ်မှာအများကြီးရှိတယ်လို့အခုမှမဟုတ်ပဲ ဘောလုံးအကယ်ဒမီမှာကလေးကပညာရေးချမ်းမာရေးနဲ့အားကစားအတွက်ထောက်ပံ့ခဲ့တာမို့ကမ္ဘာဖလားမှာခြေစွမ်းပြနိုင်လို့ဖြီပကိုသာထွက်ကစား권ရရင်ကစားမယ်လို့ဆိုပါတယ်ကဘာပလာမွေငယ်ချင်းနဲ့ဒီခုမွေငယ်ချင်းတော့အများကြီးပေါ့ကဘာပလာမွေငယ်ရဆိုရင်ဖြစ်ပါမလားဆိုတော့ဆိုရင်စိတ်တော့ဒီဝင်သွားပြီဆိုတော့ဒါတော့ငါတို့ကြော်ပြတ်နိုင်ပါတယ်ဆိုတော့စိတ်တန်းနဲ့ကျွန်တော်တို့ အများကြီးလေ့လာပါမှာပေါ့တင်ယူပါမှာကျွန်တော်တို့ရဲ့ဒီလိုအပ်တာမှန်တဲ့မျိုးပညာရေးအားကစားအဲ့လိုအဆုံးစားတော့ရေးအဲ့လိုအကုန်လုံးသူကထောက်ပံ့ပေးထားတာအဲ့အတွက်ကျွန်တော်တို့ကျေးဇူးရအများကြီးဆက်ကိုကြံပါလေး